အလုံးမင်းမင်္ဂလာပါဒီနေ့တော့တက်ပါတီနဲ့ပတ်သက်ပြီးတော့ reading list ကိုဒီမှာလုပ်ပေးပါမယ်လက်ရှိမှာကိုယ့်ရဲ့တစ်ဖက်လူကတက်ပါတီနဲ့အာရှိနေတဲ့အခြေအနေเนาะအာကိုကဟိုတက်ပါတီနဲ့เนาะကိုယ့်ရဲ့တစ်ဖက်လူကိုအော်ပေါ်တင်တင်ဖြစ်စေတရားဝင်ဖြစ်စေတိသွားပြီးတဲ့ အခြေအနေဆိုရင်ဒီဗီဒီယိုကြည့်လို့ရပါတယ်။ကိုစိတ်ထဲမှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့တပ်ပါတီနဲ့တန်ရာရှိရဲဆိုရင်လည်းကြည့်လို့ရပါတယ်နော်။ဆိုတော့ကျမတို့အခုကိုရဲ့တစ်ဖက်လူနဲ့တပ်ပါတီနဲ့အခြေအနေဘယ်လိုရှိလဲ။တစ်ချက်လေးကြည့်အောင်နော်။ Okay Okay so dot ကျမအရင်ဆုံးတွေ့ရတာကလေကိုရဲ့တစ်ဖက်လူကအခုချိန်နေတဲ့သူနဲ့သူက စိတ်မပျော်ရွှင်တာပေါ့နော်စိတ်မပျော်တော့ဘူးဒီဆက်ဆံရေးထဲမှာပြင်းလာတယ် maybe long term relationship တွေလည်းများမယ်နော်သုံးနှစ်နဲ့အထက်ဆက်ဆံရေးကိုကျမတွေ့ရယ်ကိုကကိုရီးယားတွဲလာတာကြပြီเนาะအမ်ရီးရဲရီးရဲဟိုဟာပေါ့တချိန်ချိန်မှာเนาะဟိုဒီလိုမျိုး merit အထိသွားမယ် stability အထိကိုမျောလင့်ထားပြီးခါမှာ เนาะကိုယ့်ရဲ့တစ်ဖက်လူကနေပြီးတော့ဟိုသူဒီစစ်ဆိုင်ထဲမှာပြင်းလာတာပေါ့တလားအဓိကတော့လေပြင်းလာတာတို့ဟိုစစ်ဆိုင်ထဲမှာခံစားချက်မရှိတော့တာတို့เนาะအဲ့လိုမျိုးတွေကြောင့်သူကဟိုတခြားသူဒီ option ပေါ့เนาะတခြားသူဘဝအတွက်ကို तू option သူတခုတခြားလူပေါ့ เนาะ someone new ပေါ့เนาะ someone new ကိုသူတွေးလိုက်ရတဲ့ပုံစံမျိုးတွေ့ရတယ်เนาะအာနောက်ပြီးတော့ကျွန်မကျွန်မတွေ့ရတော့ကအဲ့ကိုရဲ့တစ်ဖက်လူကအခုကြည့်ရတဲ့သူကိုလည်း तू က100%ယတိပြက်အာမပြတ်သေးတဲ့လူလည်းရှိမဲပြတ်တဲ့လူလည်းရှိမဲเนาะ mostly ကတော့ကျွန်မတွေ့ရတာကတော့အခုကြည့်ရတဲ့သူကတော့ ကိုယ့်ရဲ့တစ်ဖက်လူကိုပြန်လိုချင်တယ်เนาะကိုယ့်စီပြန်လာချင်တယ်ဘာလို့လဲဆိုတော့လက်မလွတ်နိုင်ဘူးတလားကိုလက်မလွတ်နိုင်အောင်ကိုယ့်ရဲ့ဘဝတွေကိုပြန်လာချင်စီချင်တယ်သူနဲ့ကိုယ့်ဘဝမှာကအများကြီးမျောလင့်ထားတာတွေပြောထားတဲ့စကားတွေအများကြီးရှိရယ်ကွတိလာကိုကိုဘွားအရာအားလုံးလဲကိုကမြုံနှံထားတဲ့ပုံစံမျိုးလဲကျွန်မတွေ့ရတယ်เนาะဆိုတော့အခုကြည့်ရတဲ့သူကတော့လေသူ့အတွက်ကိုတရားမျှတမှုလိုချင်တယ်တိလာ တရားမျှတမှုဆိုတာဒီဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးတော့ तू လုပ်ခဲ့တဲ့အရာတခုပေါ်မှာ तू တခုခုပြန်လို့ခြင်းတယ်။သိလား။ဘာလဲမသိဘူး something equal fair and square ပေါ့။နော်။တရားမျှတမှုပေါ့။နော်။တရားမျှတမှုလိုချင်တဲ့ပုံစံမျိုးကိုတွေ့ရတယ်။အဲကိုရတစ်ဖက်လူကလေနည်းနည်းလေးအရင်ကတည်းကနည်းနည်းဟာပွေရှုပ်မျက်နှာများတတ်တဲ့ပုံစံမျိုးလဲကျွန်မ energy ရတယ်เนาะသူရဲ့ ဒါပေမဲ့တခုရှိရာလေ तू ကလေသူအရင်တော့ဆက်ဆက်ရေးထဲမှာရှိခဲ့တော့ကလေ तू အရင် तू မပျော်ရွှင်ခဲ့ရဘူးလို့ကျွန်မမြင်တယ်နော်နောက်ပြီးတော့အခုကြီးရဲ့ तू နဲ့ကိုယ့်ရဲ့တစ်ဖက်လူနဲ့ကငွေကြေးနည်းနည်းလေးပတ်သက်မှုလေးရှိရယ်နော် maybe တစ်ဖက်ဘက်ကနေပြီးတော့ financially support ပေးထားတဲ့ပုံစံမျိုးအဲ့ဒါကြောင့်မို့လို့လေကိုယ့်ရဲ့တစ်ဖက်လူကနော်ကိုယ့်အနာကနေပြီးတော့အော်လှလင်းမြတ်လွယ်လွယ်ကူကူကြီးအမ် ထွက်မသွားနိုင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေ့တယ် anyway အခုတော့ကိုယ့်ရဲ့တစ်ဖက်လူကသက်ပါတီနဲ့သူကသူ့ဘဝအတွက်ကိုနော်သူ့ဘဝအတွက်ကိုသူ့ဘဝအတွက်နောက်တစ်ယောက်လူပေါ့နော်သူ့အတွက်ကိုအလင်းနဲ့ပေးနိုင်မဲ့လူတယောက်ကိုသူကအာရှာဖွေရှာဖွေတွေ့ရှိသွားပြီလို့မြင်တယ်နော်ဆိုတော့သူနဲ့သက်ပါတီနဲ့ဟိုဟာကိုကြည့်အောင် okay သက်ပါတီကနည်းနည်းလေး impressive ဖြစ်ဖို့ကောင်းတယ်နော်ဒီလားနည်းနည်းအထင်ကြီးဖို့ကောင်းတယ်ပေါ့ပြောရမယ်ဆိုမင်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ငွေကြေးရှိတယ်เนาะနောက်ခံ background ရှိရယ်မိသားစု family background တောင်းတယ်အာเนาะပညာတတ်အတိုင်းဝိုင်းကဖြစ်မယ်နည်းနည်းကောင်းတယ်နော်တပ်ပါတီကဘာတပ်တပ်ပါတီနဲ့သူနဲ့ဘယ်လိုဆက်ဖြစ်မလဲပေါ့နော်သတိမယ်နော် စပ်ပါတင်းနဲ့သူနဲ့အချင်းတွေကဘလို့ဘလောက်ထိသွားမလဲ Oh my god the star နော်သူတို့ရဲ့ဆက်ဆံရေးကိုကျွန်မမြင်တာကတော့ဟုတ်ခဏလေးနော် sorry ပါတတိကကျွန်တော်သူတို့ရဲ့ဆက်ဆံရေးကနည်းနည်းတယ်နည်းနည်းတယ်ဆိုတော့ကိုယ့်ရဲ့တစ်ဖက်လူပါကိုအရန်တက်တက်လုတ်ဖြစ်တဲ့ပုံစံမျိုးတွေ့ရတယ်နော် ဖက်မိန်တစ်ဖက်မိန်ကလေးပဲဖြစ်ရကြလေးပဲဖြစ်ဖြစ်ကောင်းတဲ့ပုံစံမျိုးလေးရှိရယ်နော်ကိစ္စတွေကအရင်လေသူတို့နှစ်ယောက်ကြားမှာအရင်အလျင်မြန်ကိုဖြစ်ပေါ်နေတဲ့အနေအထားမျိုးတွေ့ရတယ်နော်အဓိကတော့ကိုယ့်ရဲ့တစ်ဖက်လူကကိုတသက်လှုပ်ဖြစ်နေတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့သူတို့နှစ်ယောက်ဘာဆက်ဖြစ်မှာလဲအနာဂတ်တည်သွားမှာလား Oh my gosh 2 of cups ာဘယ်လိုကျမမြင်တယ်တို့နှစ်ယောက်ကိုသိကြတာတော့အခုကြည့်ရဲ့သူနဲ့ပြန်ပြီးတော့အဆင်ပြေဖို့ရခိုင်တော့ is very less ပါ herofan နော် herofan ဆိုတော့ကိုယ့်ရဲ့တစ်ဖက်လူကတပ်ပါတီပေါ့အရန်သူကစိတ်ပိုင်းဆိုင်ရာအရန်တေကြတယ်စိတ်ခံစားမှုပိုင်းဆိုင်ရာအရန်တေကြတယ်နော်အလုံးလုံးနေရင်နဲ့တွေ့တာဖြစ်မယ်အနေနီးလို့ အနေနီးလို့နီးဆက်သွားတဲ့ပုံဖြစ်မယ်။ကိုယ့်ရဲ့တစ်ဖက်လူကသူ့ကိုတော်တော်လေးအထင်ကြီးလေးစားအားကြရတဲ့ပုံစံမျိုးရှိတယ်။နော် we are fortune သူတို့နှစ်ယောက်ကရေဆက်ရှိရလို့လဲကျွန်မပြောရေဆက်ရှိတဲ့ပုံစံမျိုးလဲတွေ့ရတယ်နော် two of cups နဲ့ we are fortune ဆိုတော့ soulmate partner လို့လဲတွေ့ရတယ်။ ဲ့တစ်ခါလူကလေအေးတပ်ပတ်တင်းနဲ့လေတွေးလိုက်ရခြင်းဟာသူ့ဘဝအတွက်ကိုရမ်းကိုချီးမားတဲ့တောင်းလဲမှုတစ်ခုပေါ့နော်ချီးမားတဲ့တောင်းလဲမှုတစ်ခုလို့လည်းမြင်တယ်တေချာပေါက်ကိုတစ္ဆာပေါက်ခံရတယ်နော်ဆိုတော့ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုတစ္ဆာဖောက်သွားတယ်နော်อืม king of swords ခုကြည့်အခုကိုယ့်ရဲ့တစ်ဖက်လူကအရန်စိတ်ကပြတ်သားနေပြီနော်အခုချိန်မှာကိုယ့်ရဲ့တစ်ဖက်လူကကိုယ်တချို့တွေကဝန်ခံပြီးလည်းရှိမယ်ဝန်မခံရသေးဘူးလည်းရှိမယ်သက်ပါတီနဲ့ပတ်သက်ပြီးတော့နော်တကယ်လို့ဝန်မခံရသေးတဲ့ဆိုဝန်မခံရသေးဘူးဆိုလို့ရှိရင်ကိုကဟိုတည်င်းနေကိုနှစွန်းတစ်ပြားပဲကြားနေသေးတယ်ဆိုလို့ရှိရင်တော့တေချာစကားပြောဖို့လိုပါပြီ။နော်ဘာလို့လဲဆိုတော့မြန်မြန်တိလေမြန်ကောင်းလေမြန်မြန်လှုပ်တင်တာတွေလှုပ်ဖို့ကောင်းလေပေါ့ เนาะสุดော့อืมตะเกลุโกเยตะเผ็ดลูอ่ะโกโหว่าปอปุ้มเนเนไม่เปียวอ่ะเตยอูสุโลชินเนาะตูอ่ะอะคู่ตูบลูซะเปียวอ่ะมะเลตูบักก็นี่เปียวบลูซะเปียวย่ะมะเลเนาะอะคู่จี้เยตูปอเนาะอะคู่จี้ตูบลูซะเปียวอ่ะมะเลตูไม่ติอูผิดเนี่ยเนาะပြောလဲမပြောရဘူးပုံစံမျိုးလေးတွေ့ရတယ်တော့ဒီလားအနေထားอ่ะလေ ဆိုတော့အခုကြည့်ရတဲ့သူနဲ့ကိုယ့်ရဲ့တစ်ဖက်လူနဲ့ဘယ်လိုဆက်သွားမလဲအလေးကြည့်မယ်နော်တစ်ချက်ကြည့်မယ်ကိုယ့်ရဲ့တစ်ဖက်လူနဲ့အင်းသုံးပွင့်ဆိုင်ဇလန်းနေ3 of 1အဲ့တော့ကျမဒီမှာမြင်တာကကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုတပ်ပတင်းရဲ့ကိစ္စကိုအခုကြည့်ရတဲ့သူကတိထားပေမဲ့လေအာ ဝမခံရသေးတဲ့ပုံစံမျိုးပေါ့နော်သူ့ဘက်ကနေဘလို့ဆလို့ပြောလို့ပြောမှမသိဘူးဖြစ်နေရယ်ကွာသိလားဆိုတော့နော်သူအရန်စိတ်ညစ်နေရယ်တဲ့သိလားကိုယ့်ရဲ့တစ်ဖက်လူကအရန်စိတ်ညစ်နေတယ် judgment သူကတပ်ပါတီကိုလည်းမစွန့်လွန်နိုင်ဘူးနော်သူ့ဘဝအတွက်ကိုသူ့ဘဝအတွက်ကိုအရေးကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာလည်းသူသိတယ် the lover the full nine of wands အဲ့တော့တကယ်လို့လေအခုချီးရဲ့သူကိုပြောချင်တာလေကိုကအခုသိနေပြီပေါ့နော်တပတ်လူကလည်းဟိုကိုဝယ်မခံသေးဘူးဆိုလို့ရှိရင်ကိုကစပြီးတော့အရင်ဆုံးဒီကိစ္စကိုဆွေးနွေးဖို့အရင်ဆုံးစလိုက်ပါတဲ့နော်အဖူစလိုက်ပါတဲ့မဟုတ်လို့ရှိရင် မဟုတ်လို့ရှိရင်ပိုဆိုးကုန်လိမ့်မယ်ပေါ့နော်အခြေအနေတွေကလေနော်အခြေအနေတွေကပိုဆိုးကုန်မှာလိမ့်မယ်တဲ့အော်လဲဆိုသူ့ဘက်ကနေပြီးအရန်တည်ကြနေပြီးရောဒီလားတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအရန်တည်ကြနေဆိုတာ is very obvious နော်အရန်တည်တာထင်ရှားလောင်းအောင်ကြည့်ရနော် so dot အခု universe ကနေပြီးတော့အခုကြည့်ရသူပြောချင်တာလေကိုဘွားကိုရှေ့ဆက်ပါတဲ့နော်ကိုလောက်ကိုလောက်ပါတဲ့လက်လာလေးနေပါတဲ့တငယ်ချင်းတွေနဲ့အပြင်သွားပါတဲ့မုံစားပါရှောက်လေပါတဲ့ဒီလားနော်ကိုရဲ့စိတ်စွမ်းအားကိုယုံကြည်ပါတဲ့ဘယ်အခြေအနေမျိုးမဆိုအခုကြည့်ရသူကကြော်ဖြတ်နိုင်မယ်ဆိုတာကိုယုံကြည်ပါတဲ့လောကဒန်တရားတွေကိုနားလဲပါတဲ့နော်ဒီကိစ္စက ိုကမကြားချင်းဘူးမသိချင်းဘူးကိုဘဝမှာမဖြစ်ချင်းဘူးဆိုလို့ရှင်လေဖြစ်လာမယ်ဆိုတော့အရာကိုနားလေလက်ခံပါတဲ့ universe ကအခုကြည့်ရသူကိုပြောချင်တဲ့စကားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချီးရဲ့သူကအရန်ကို ောင်းမွန်တဲ့လူတယောက်ဖြစ်တယ်တဲ့သိလားမှန်ကန်တဲ့လူတယောက်ဖြစ်တယ်တဲ့ကိုကတန်မိုးမရှိလို့တစ်ဖက်လူကတန်မိုးမထားတာမဟုတ်ဘူးစွန့်ပစ်တာမဟုတ်ဘူးတဲ့ကိုမချစ်တဲ့သူကမချစ်ကိုကိုစွန့်ပစ်ချင်တဲ့သူကစွန့်ပစ်မှာကိုထားသွားချင်တဲ့သူကထားသွားမှာပဲတဲ့နော်ပြောချင်တာကဝမ်းမနေပါနဲ့တဲ့စိတ်မပြတ်ပါနဲ့တဲ့ ဲ့တော့ကျမတို့အခုနောက်ဆုံးအနေနဲ့ကတ်တယ်အရင်လည်းမစွဲမှာကင်မရာလှုပ်စီလှုပ်စီဖြစ်အဲ့တော့ဟိုပါပေါ့အခုနောက်ဆုံးအနေနဲ့ကိုယ့်ရဲ့တစ်ဖက်လူရှီကနေပြီးတော့ရင်းနှင်းစကားတန်လည်းကျမတို့အချီရအောင်နော်ရှင်နှင်းစကားတန်ပေါ့နော်တစ်ဖက်လူကနေပြောကိုယ်နောက်ဆုံးအနေနဲ့သူဘာတွေပြောချင်နေလဲကြည့်ပါနော် ောက်ဆုံးနေနေဗာရီပြောချင်နေလေ I don't want to connect you right now တို့လားငါအခုလောလောဆယ်နေငါမဆက်သွယ်ချင်သေးဘူးလေ maybe အခုအဆက်သွယ်ပြတ်နေတာတို့ ghost လောက်သွားတာတို့ no contact เนาะဖြစ်နေတဲ့အနေအထားကြီးအများကြီးတွေ့ရတယ်เนาะဆိုတော့လောလောဆယ် तू 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 မဆက်သွယ်ချင်သေးဘူးတဲ့နေမို့ဒီတိုင်းမဲ့တယောက်တည်းပဲငါထားလိုက်ထားချင်သေးရဲ့ဒီစိတ်ခံစားချက်တည်းကငါနေကိုပြပြဖို့ခက်တယ်တဲ့ဒီလားเนาะအခုငါအားလဲမအားဘူးတဲ့ ငါသိရတယ်ငါနင့်ကိုဆုံးရှုံးသွားပြီဆိုရတယ်အဲ့အတွက်ကိုလည်းငါဘာမှဟိုမစိုးစားခဲ့ဘူးတဲ့မှန်တာပေါ့နော်မစိုးစားခြင်းနဲ့မစိုးစားခြင်းလို့မစိုးစားတာလေစိုးစားခြင်းနဲ့သူကစိုးစားမှာပဲလေဟုတ်တယ်မလားကိုချစ်တဲ့သူဘလို့ပဲဖြစ်ဖြစ်စိုးစားမှာပဲလေဆိုအခုကအရန်ကိုတိတာလုံးဝကြည့်ရပေါ့နော်ငါမသိဘူးတဲ့နင်းငါနဲ့ပတ်သက်ပြီးရောနင်းဘာလို့မျောလင်း နေရဲ့မျောလင်းချက်တွေနဲ့ကိုက်မကိုက်တော့ငါမသိဘူးဒါပေမဲ့အရန်သူနည်းနည်းပတ်သက်ပြီးတော့စိတ်ဖိစီးမှုတွေအရန်များတယ်နော်အဲ့တော့အခုတော့အရာအလုံးကနောက်ကျသွားပြီရဲ့ငါလဲငါ move on လိုက်ပြီရဲ့နော်ငါအခုလောလောဆယ်နည်းနည်းပတ်သက်နည်းနည်းဆက်ဆံရေးကိုငါရှေ့မဆက်ချင်ဘူးတဲ့ do not wish to reconnect ဆိုတော့နော်နည်းနည်းဆက်ဆံရေးကို nga

ဒါမဲ့နင်းကိုပြောပြဖို့ဝန်ခံဖို့ကလည်းငါအစင်သင့်မဖြစ်သေးဘူးလေ။နော်။ဆိုတော့ဒီနေ့ကတော့တပ်ပါတီနဲ့တက်ဆိုင်နေ reading လေးပါ။ကိုစိတ်ထဲမှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့တပ်ပါတီရှိနေတယ်။နော်။အာတစ်ဖက်လူနဲ့ကိုကတပ်ပါတီအခြေအနေတွေကို တစုံတစရတော့လကောင်း เนาะเจมี่နေတယ်တိတိရယ်ဆိုတော့ဒါကတော့ကိုယ့်ရဲ့ကိုယ့်အထွက် reading လေးပေါ့เนาะ This reading is not for everyone เนาะဟိုနောက်တစ်ခုပြောချင်တာကတော့ဒီ reading ကတော့အကောင်လို့တော့မဟုတ်ဘူးပေါ့เนาะအာ general reading ဖြစ်တယ်ကိုယ်နဲ့ใกล้နေတာကိုယူပေးပါမကိုင်းမြင်တော့မရှိနေပါတော့ဆိုတော့ကျမအခုဒါတော့ YouTube channel လေးပေါ့เนาะ TikTok လည်းရှိပါတယ် TikTok မှာလည်းကျမဗီဒီယိုလေးတွေ TikTok ကတော့နေတိုင်းပေါ့เนาะနေတိုင်းတော့ တင်ပေးဖြစ်တယ် YouTube ကတော့အခုအာစာပြီးတော့အခုမှ channel group ဖြစ်အောင်လုပ်နေတဲ့ကာလလေးပေါ့နော်ဆိုစူးစမ်းပြီးတော့ video တွေတင်ပေးနေတယ်အာ YouTube မှာရှိတဲ့နော် video လေးတွေကိုလည်းအာကိုနေ resonate ဖြစ်တယ်ဆိုလို့ရှင် like and share လေးလုပ်ပေးပါဆိုတော့ဒီ video လေးကိုနဲ့နော် resonate ဖြစ်တယ်ဆိုရင် like and share comment လုပ်ပေးပြီးတော့အဆုံးသတ်ချင်ပါတယ်ဆိုတော့အားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်